ဒီ account က copyright သုံးချိန်ထိပြီးမှ reuse content တွေထိပြီးမှ account ကအနီရဖြစ်ပြီးမှ account suspended ဖြစ်ခံဒီလေးမှာကျွန်တော်ရှိမှ subs လိုက်တဲ့ချိန်မှာကျွန်တော်ဘက်ကနေဒီ account ကိုအမြန်ဆုံးစစ်ဆေးပြီးဖြစ်နေတဲ့အမှားတွေကိုဖယ်ရှားပြီးမှ Facebook team နဲ့ like ချထိုင်ပြီးမှအမြန်ဆုံးစင်အောင်စင်အောင်လုပ်ပြလိုက်တယ်။ရက်ပိုင်းအတွင်းမှာစင်တော့ခဲ့တယ်။ဒီ account online အဓိကအမှားကျတော့ group တွေမှာ spam content တွေ sharing လုပ်တယ်။ပြီးလို့ရှိရင်သူ့ရဲ့ account မှာဆိုရင် dead body တွေဒီကားအဆင်းနဲ့ဖြစ်တဲ့ဥစ္စာနဲ့ပတ်သက်ပြီးမီလောင်ပေါက်ကွဲမှုဖြစ်တဲ့ဥစ္စာနဲ့ပတ်သက်ပြီး တချို့တလီဆိုနိုင်ငံရေး post တွေစစ်တိုက်တဲ့ဥစ္စာနဲ့ပတ်သက်ပြီးတင်သွားခဲ့တယ်။ Twitter တိုင်နဲ့ပတ်သက်ပြီးတင်သွားခဲ့တဲ့ချိန်မှာ MM တို့တဲ့ဥစ္စာနဲ့ပတ်သက်ပြီး strike လေးတွေထိသွားခဲ့တယ်။နောက်တစ်ခုကျတော့ငွေလွှဲ screenshot ပါညာတင်ပြီးသွားတဲ့ခါမှာတူတူရဲ့ privacy ပိုင်းဆိုင်ရာချိုးပေါက်တဲ့ဆိုမှ strike လေးတွေထိသွားခဲ့တယ်။နောက်တစ်ခုကျတော့ဒီ account ကမသိနားမလဲပဲနဲ့အခြား group ကတက်ပုံတွေအခြား YouTube က video တွေအလွယ်တကူ download ဆွဲပြီး TikTok က video တွေ download ဆွဲပြီးမှသူ့ရဲ့ အကောင့်မှာတင်ပြီးသွားတဲ့အတွက်ကြောင့်မို့ straight လေးထိသွားခဲ့တယ်ဒီဥစ္စာနဲ့ပတ်သက်ပြီးအားလုံးပြပြရှင်းပြမှ copy တက်ပုံတင်မယ် copy video တင်မယ်ဆိုရင် reuse content မလာအောင် straight မလာအောင်ဘယ်လို editing လုပ်ပြီးသွားရမယ်ဆိုမှ video file နဲ့အသေးစိတ်ပြပြရှင်းပြပြီးတဲ့အချိန်မှာအကောင့် owner လည်းကျွန်တော်ပြောတဲ့တိုင်းလိုက်နာပြီးတင်တဲ့အတွက်ကြောင့်မို့သူ့ရဲ့ account က performance တော်တော်လေးကောင်းလာတယ်အကောင့်ကစိန်သွားခဲ့တဲ့အတွက်ကြောင့်မို့အကောင့်ရဲ့ account ရဲ့ monitoring suspended ဖြစ်တော့ဆက်ပြန်ပြီး enable ဖြစ်ပြီးလာတယ်။ပြီးလို့ရှိရင် account ရဲ့ recommendation အပိုင်းမှာလည်းပြန်ပြီး enable ဖြစ်ပြီးလာတယ်တချို့မို့ဒီ account မှာတင်လိုက်တဲ့ post content video လေဒီ account မှာရှိတဲ့ follower အားလုံးရှိရော notification ရောက်စေတယ်။ဒီ account နဲ့ follower မဖြစ်တဲ့အခြားလူတွေလည်းဒီ account မှာတင်တဲ့ content နဲ့ related ရှိတဲ့လူတွေကို Facebook က automatic suggest အနေနဲ့ပို့ပြီးတဲ့အတွက်ကြောင့်မို့ follower အသစ်တွေတိုးပြီးလာတယ်။ reach engagement အသစ်တွေတိုးပြီးလာတဲ့အတွက်ကြောင့်မို့ဒီ account က performance တော်တော်လေးကောင်းလာတယ်။နောက်တစ်ခုက monitoring င့်အပိုင်းကိုလည်းကျွန်တော်တက်ကစီရင်အမြန်ဆုံးရအောင်ဖောင်းလေးပိုင်းတင်ပေးလိုက်တယ်အကောင့်အုံနာလည်းတေချာလေးဗီဒီယိုနဲ့တေချာလေးပြောပြရှင်းပြပေးတယ်အတန်ဖိုင်နဲ့တေချာလေးပြောပြရှင်းပြပေးတဲ့အတွက်ကြောင့်မို့ကျွန်တော်ပြောတဲ့တိုင်းလိုက်နိုင်ပြီးတော့တဲ့အတွက်ကြောင့်အကောင့်က100မှ100%ကောင်းတော့ခဲ့ပါတယ်ပေါ်ဖော်မန်းလည်းတော်တော်လေးတိတိကျကျကောင်းလာပါတယ်ယုံကြည်ပြီးဆာပစ်အတွက်အထူးကိုကျေးဇူးတင်ပါတယ်